ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်လာကြပါလာကြပါလက်ဆက်ပြီးစိမ့်လန်းနေတဲ့တိရွတ်တွေကိုလာဝေးကြပါအရင်ကဈေးသက်သာပြီးပုံမှန်ဈေးနဲ့ပါပဲအာလူကျက်သွန်းဒီဂေါ်ဘီတို့ငရုတ်သီးတွေရပါမယ်ထားလိုက်တော့ခွန်တာရေအော်နေရင်ဘာမှမထူး သူတို့တွေကဒီဖတ်ထုတ်ရောက်နေသူရဲ့ဆိုင်ရှိမှာစူအောင်နေကြတယ်။တကယ်ပါကိုရဲ့ဒီဖတ်ထုတ်ရောက်နေသူဟာဈေးထဲမှာဆိုင်ဖွင့်ပြီးကြတဲ့အခါကျွန်တော်တို့ဟင်းသင်းရွက်ရောက်နေသူတွေကရောက်မထွက်တော့ဘူး။တနားစရာညီကိုနှစ်ယောက်ကဟင်းသင်းရွက်ရောက်နေလှင်းနာမှာမျက်နှာမကောင်းစွာနဲ့ပဲဖတ်ထုတ်ဆိုင်ကိုကြည့်နေပါတယ်။အဲဒီမှာဝေသူတွေကအာပါတရားနဲ့ဖတ်ထုတ်တွေကိုစားနေကြပါတယ်။အကုန်ရင်အကုန်ကတော်တော်ရတာရှိပြီးဆက်တဲ့ဖတ်ထုတ်တွေကိုလှုပ်ထားတာပဲ။ကျမတို့ချစ်ဖတ်ထုတ်တဝက်နဲ့ဇက်သားဖတ်ထုတ်တဝက်ကိုထည့်ပေးနော်။ ။ဟုတ်ကဲ့ဟုတ်ကဲ့အခုထည့်ပေးပါမယ်။အမျိုးသမီးကဖတ်ထုတ်တွေကိုမင်းရင်ရှက်ရေးစားလိုက်ပါလေ။အခုရေဘလောက်ကြလဲ။ဟုတ် cheese ဖတ်ထုတ်တစ်ပွဲနဲ့ကြက်သားနဲ့ cheese ဖတ်ထုတ်တစ်ပွဲစီကိုပေါင်းရင်တက်တောင်းရှိသွားပါပြီ။ဖတ်ထုတ်ကိုစားပြီးတော့အဲ့ဒီအမျိုးသမီးပြန်သွားတဲ့အချိန်မှာစီသူကသူ့ကိုကြားလိုက်ပါလေ။မြမကြီးဒီနေ့ဟင်းသီးဟင်းရွက်တွေကိုမဝဲတော့ဘူးလားခမရအတွက်ငရုတ်သီးနဲ့အာလူတပိတ်တာကိုချိန်ပေးရတယ်လေအကိုကြီးအစအဝယ်ထားတဲ့ဟင်းသီးဟင်းရွက်တွေတောင်ရေခဲတစ်တာထဲမှာရှိသေးတယ် အရာတွေကုံသွားမှကျွန်မဆက်ဝယ်ပါမယ်။ဟုတ်ကဲ့ပါဘာမှမဖြစ်ပါဘူး။ခက်ခက်ခဲခဲနဲ့အဲ့ဒီနေ့မှာလူ၃ယောက်လောက်ကားပြီးဟင်းသီးရွက်တွေကိုဝယ်ပြီးယူသွားပါတယ်။ဖတ်ထုတ်သေးက9နာရီ10နာရီလောက်မှပဲဖတ်ထုတ်တွေအားလုံးကိုရောင်းပြီးသွားလိုက်ပါတယ်။ညီကို၂ယောက်ကတော့ဝင်းနေစွာနဲ့အင်ကိုရောက်လာခဲ့ပါတယ်။တင်းကြီးရဲ့ကိတိရဲ့ဟင်းသီးရွက်တွေကိုလာတင်ပေးပါဦး။အဖေနဲ့ဦးလေးတို့ဟာဟင်းသီးရွက်တွေကိုရောင်းပြီးလာပြီ။လာဆွဲမယ်။ ငါတို့လည်းဟင်းသီးဟင်းရွက်တွေကိုသွားတယ်ပေးမယ်။တမိသားစုလုံးကဟင်းသီးဟင်းရွက်တွေကိုယူဖို့အတွက်အပြင်ကိုထွက်လာကြပါတယ်။အဲ့ဒီအချိန်မှာတင်ကြီးကတားပါလေဒီနေ့ဟင်းသီးဟင်းရွက်တွေအကုန်လုံးကရှင်တို့ညီကိုနှစ်ယောက်လဲပေါ်စီသွားတဲ့အချိန်မှာပြန်ပါလာတယ်။ဒီနေ့ကဈေးရောက်မထွက်လို့အော်အဲ့တော့ဆိုမင်းတို့ကဈေးတက်တက်တတနဲ့ဟင်းသီးဟင်းရွက်တွေကိုရောင်းလိုက်ဖို့ရာသီဥတုကရမ်းပူနေတယ်လေ။တညာလုံးဟင်းသီးဟင်းရွက်တွေအကုန်လုံးပျက်စီးသွားမှာ။ယောက်ျားရေရှန်စိတ်မပူပါနဲ့ ကျမဟင်းသီးဟွက်တွေအကုန်လုံးလေးရောင်လှုပ်ပေးလိုက်မယ်။အမေအမေမနဲ့စောစောဒီဟင်းသီးဟွက်တွေအကုန်လုံးခွဲလိုက်။ဘာလို့လဲဆိုတော့ကျွန်တော်မနဲ့အစောကြီးဒီဟင်းသီးဟွက်တွေကိုလှည့်ပတ်ပြီးသွန်ယုံလိုက်မယ်။စီသူကသူ့ရဲ့ဆင်းရဲတဲ့မိသားစုမျက်နှာကိုကြည့်ပြီးအပေါ်ကနေတော့ပြုံးလိုက်ပါလေ။ဒါပေမဲ့သူ့စိတ်ထဲမှာတော့စိုးရင်ပူပန်မှုတွေကထောင်ချီရှိနေပါလေ။အိမ်ကားကပြေးရမှနဲ့အိမ်ကလူတွေအားလုံးကိုကြွေးမွေးဖို့အတွက်ဒီရပိုင်သူကဟင်းသီးဟွက်တွေချောင်းပြီးမဖြည့်ဆည်းနိုင်ပါဘူး။ ီလိုနဲ့ပဲတနည်းနည်းနဲ့နှစ်နှစ်စာကိုစားနေရပါတယ်။ဒါပြင်မိသားစုစီမှစူးစောင်းထားတဲ့ငွေလည်းမရှိပါဘူး။ပြီးတော့သူတို့အိမ်မှာလည်းအစားကောင်းတွေကိုမချက်ဖြစ်ပါဘူး။မကြီးထမင်းမြမြလေးခူးပေးပါလား။ဘာရမ်းစာနေလဲ။ဒါနဲ့မကြီးဘာချက်ထားလဲ။မန်လေးရေပဲဟင်းနဲ့ चा ပါတီလောက်ထားတယ်လေ။ပြီးတော့အာလူတုပ်လည်းရှိတယ်။ပင်းဟင်းနဲ့ချပါတီကိုကြည့်ပြီးခွန်းသားကဒုသားနဲ့ပြုတ်လိုက်ပါတယ်။မကြီးရေမကြီးကဘလူစားစရာတွေကိုလုံနေရလဲ ပင်ဟင်ချပါတီနဲ့အာလူတို့ကစားစရာတခုလားတခါတလေစက်တဲ့စားစရာတွေကိုလည်းလုပ်ပေးပါလားတကယ်ပါချွေးမရဲ့ဒီဟင်းတင်းဟင်းရချပါတီနဲ့ထမင်းကိုစားပြီးစိတ်ညစ်လာပြီးတခါတလေတခုခုကောင်းတာလေးလုပ်ပါလားဟုတ်နေရပဲရှင်တို့ရောက်ကတိယောက်ျားနဲ့မတ်တော်ကတစ်ချိန်လုံးပြောဆိုနေကြတာပဲဒီတနာစရာကောင်မလေးကလည်းဘာလုပ်မလဲသူ့ကိုလှုပ်ဖို့ပေးတဲ့ဟာပဲသူလှုပ်မှာပေါ့ဒေါကီခိုင်အော်လိုက်တော့အင်္ဂါယောက်ျားတွေအားလုံးကပါဇက်ပေးပြီးပင်းဟင်းနဲ့ချပါတီကိုစားလိုက်ကြပါတယ် နောက်နေ့မနက်အိမ်သားမှာလှင်းနဲ့ဖတ်ထုတ်ရောက်နေသူကရောက်လာခဲ့ပါတယ်။လာကြပါလာကြပါဖတ်ထုတ်လာစားကြပါအရသာရှိတဲ့ဖတ်ထုတ်ကိုစားကြပါ cheese ဖတ်ထုတ်ကြက်သားဖတ်ထုတ်နဲ့ gobi ဖတ်ထုတ်ပါလာပါလာပါ ချစ်လာစွာသောကလေးတို့ရေဖတ်ထုတ်လာစားကြပါဖတ်ထုတ်ရောင်းသူရဲ့အတန်ကိုကြားပြီးအင်းနီနာချင်းဒေါဖူပွင့်ကသူ့မြင်းနဲ့တူရောက်လာပါတယ်။အကူကြီးချစ်ဖတ်ထုတ်တပွဲနဲ့ကြက်သားဖတ်ထုတ်တပွဲကိုထည့်ပေး။အမကြီးဖတ်ထုတ်ကြော်တပွဲက3500ပါ ပြီးတော့ပေါင်းထားတဲ့ဟာတွေကတော့၄တောင်ပေါင်းဘာပြရမလဲနှမျိုးလုံးပဲရောပြီးလောက်ပေးကြောက်ပါခမရရေးဖတ်ထုတ်ဒေါဖူးပွင့်ကသူ့မြင်းနဲ့အတူဖတ်ထုတ်ကိုအာဘာရီယာစားနေပါတယ်ပြီးတဲ့အခါမှတော့စင်းရဲတဲ့ရောက်ခမရင်ကလူတွေကတော့ဖတ်ထုတ်ရဲ့အနံ့ကြောင့်သိရယူနေကြပါတယ်အဲဒီအချိန်မှာခလေးနှစ်ယောက်ကဖတ်ထုတ်စားခြင်းကြောင့်ပြောခဲ့ပါတယ်အမေနဲ့ဖေရေသမီးလည်းဖတ်ထုတ်စားချက်နဲ့ဖတ်ထုတ်ဝဲကျွေးပါလားယင် အဘေအမေရဲ့အိမ်မှာချပါတီကိုလှူထားတယ်မလားအဲ့ဒါကိုသွားစားလိုက်မဟုတ်ဘူးမဟုတ်ဘူးတမီးကဖတ်ထုတ်စားချက်နာဖတ်ထုတ်စားချက်နဲ့အဖေရေတထောင်လောက်ပေးပါလားယင်ကိုရဲ့အပြစ်ကင်းစင်တဲ့တမီးဒီလိုတောင်းဆိုနေတာကို ကြည့်ပြီးစီသူကဝန်းနေသွားခဲ့ပါတယ်ပြီးရောရုတ်တထောင်ဖတ်ထုတ်ဝေစားလိုက်ဇပေပစံရတော့ဇွဲမန်ကလည်းမျက်နှာညှိုးငွေစားနေငိုပြီးတော့ပြောခဲ့ပါတယ်အမေရေအဖေကအမဇပေကိုပဲဖတ်ထုတ်စားဖို့ပစံပေးတယ် တောင်းလေဖတ်ထုတ်စားခြင်းနဲ့တောင်းလေပတ်စံပေးပါလားဟမ်ဇွဲမန်ရေအဖိတ်စီမှာပတ်စံမရှိတော့ဘူးအမစီကနေနင်းတစ်ခုလောက်စားလိုက်ပါဦးလေးရေဦးလေးသမီးတို့လည်းကြက်သားဖတ်ထုတ်တပွဲလောက်ပေးပါဟဲ့ဇွဲနင်းစီမှာဖတ်ထုတ်ဝယ်စားဖို့အတွက်ပတ်စံတွေအများကြီးရှိတယ်ပေါ့ဟုတ်တယ်ဒီမှာကြည့်အဖေကငေါ့တထောင်ပေးရဲ့လေတောင်းကြပြီးတော့ဖတ်ထုတ်ရောင်းနေသူကဒေါသထွက်ပြီးပြောဆိုပါတယ်မင်းကတထောင်နဲ့ကြက်သားဖတ်ထုတ်တပွဲကိုလိုချင်နေပေါ့ ဲ့လောက်နေဆိုမင်းတို့တလုံးတော်ပြီးမှာမဟုတ်ဘူးဒီကနေထွက်သွားလိုက်တော့ရက်ဆက်ကြမ်းကြုတ်တဲ့ဖတ်ထုတ်ရောင်းနေသူကတနှောစီယာစပိတ်ကိုအတိတွန်းလိုက်ပါတယ်ဒီလိုနဲ့သူကခြေရီလက်တွေမှာဒဏ်ရာရသွားခဲ့ပါတယ်အရင်အချိန်မှာဆင်းရဲတဲ့မိသားစုတစုလုံးကထွက်လာပြီးတော့ရောက်ခမကရန်တွေ့ပါတယ်ဟဲ့ဖတ်ထုတ်ရောင်းနေသူနေငါမြေးလေးကိုဘာလို့တွန်းလိုက်တာလဲနေကငါမြေးလေးကိုဖတ်ထုတ်တစ်ခုလောက်ပေးလိုက်ဘာဖြစ်သွားမှမလို့လဲဘာလဲကျုပ်ဖတ်ထုတ်တွေကိုလက်ကရနေလို့လား ခင်ဗျားတို့လိုတရောင်းသားတွေကိုလိုက်ပြီးဝင်နေရအောင်လို့ဒီကနေထွက်သွားလိုက်တော့ကျုပ်ရဲ့အချိန်ဒီလာဖြုံးမနေနဲ့ပတ်စံအဖြစ်မရှိဘူးခလေးတွေကိုတော့မုံစားဖို့အတွက်ပို့လိုက်ကြတယ်မာနကြီးတဲ့ဖတ်ထုတ်ရောက်နေသူကစင်းရဲတဲ့ရောက်ခမရင်ကလူတွေကို အရှက်ခွဲပြီးထွက်သွားလိုက်ပါတယ်ပြီးတော့အင်းနီနာချင်းကလည်းသူတို့ကိုလှံပြောင်းပါတော့တယ်အဲ့ဒါအကြောင်းပြောတာလေလူတယောက်ကအစ်စင်နဲ့ဘလောက်ရှိလဲအဲ့လိုပဲနေသင့်နေတဲ့ဒါကလေးသွားမယ် လေးလံဖိစီးနေတဲ့နှလုံးသားနဲ့စင်းရဲတဲ့ရောက်ခမအင်းကလူတွေဟာသူတို့အင်းကိုဝင်လာကြပါတယ်။ကဲငါတို့တွေဟင်းသင်းရွက်ရောက်ဖို့တော့ရမယ်။ညချက်ဖို့အတွက်ဟင်းသင်းရွက်လေးနည်းနည်းထုတ်ပေးသွားပါလား။ငါအစကလေးကထုတ်ပေးထားတယ်လေ။ဒီမှာကြည့်ခင်းညင်သေးတွေကနေရဲသွားပြီ။ပြီးတော့ဂေါ်ဘီတွေလည်းဝါနေပြီ။ဒါတွေကိုအသုံးပြုပြီးတော့ဟင်းချလိုက်။ဟုတ်ကဲ့ကောင်းပါပြီ။ခဏနေတော့တင်ကြီးကညစာချက်ဖို့အတွက်ပြင်ဆင်ပါတယ်။ ီးတော့ရိုးရှင်းတဲ့ချာပါတီနဲ့ဟင်းကိုတွေ့ပြီးအားလုံးကညင်ကြပါတယ်။ချင်းမကြီးငါတော့မချက်နေတော့ငါပိုက်တင်းနေတယ်။အမေနဲ့ရောင်းမလေးရေအမေတို့တော့စားမယ်မလားယင်။မဟုတ်ဘူးချွေးမကြီးငါလည်းရှင်နေမှာမကောင်းငါတော့လည်းနေမချက်နေတော့ရောင်းမကြီးညီမတော့လည်းမလုံနေတော့နော်။ကလေးတို့ရေနင်တို့ညောက်တော့စားမယ်မလားယင်။အမေရောတားရုတ်တော့ဖတ်ထုတ်လုပ်ပြီးမှတားရုတ်စားမယ်။ကလေးနှစ်ယောက်ကအတင်းအကျပ်လို့တော့တင်ကြီးကစဉ်းစားလိုက်ပါတယ်။ ပြီးတော့ဟင်းသင်းရွက်အစိမ့်တွေကိုစပီးချစ်ပါတော့တယ်။ရှောင်းမရင်ရှောင်းမဒီဟင်းသင်းရွက်တွေကိုဘာလို့ချစ်နေရလဲ။တခုခုထူးခြားတာလုံးမလုပ်လိုက်ရင်ဟုတ်တယ်။နင်ဒီကော်ဖီထုတ်လေးတွေကိုပပလေးလှီးပေး။ငါမိဖို့ကြောင့်နဲ့မှကြုံရှိလားဆိုပြီးကြည့်လောက်မယ်။တင်းကြီးကမိဖို့ကြောင့်မှလိုက်ရှာပါတယ်။ပြီးတော့ကုံစုံဆိုင်ကနေဂျုံမုံတက်ထုတ်နေဖတ်ထုတ်လို့မဲ့ပစ္စည်းတွေကိုဝယ်လာပါလေအချိန်အတန်ကြာမှတော့ဂျုံတော့တည်တည်ချာချာနေပြီးပြီခဏထားလိုက်မယ် လောလောဆယ်ဒီအသီးရွက်တွေထဲမှာနှင်းခက်မွေးကြိုင်တွေကိုရောလိုက်မယ်ပြီးတော့အချင်းရေကိုလည်းလှုပ်လိုက်မယ်တင်ကြီးကအသီးရွက်တွေကထွက်လာတဲ့ပြော့နေတဲ့ခင်းကျင်သီးတွေကိုကြိတ်ပြီးအချင်းရေလှုပ်လိုက်ပါတယ်အဲ့နောက်မှာသမီးယောင်မနှစ်ယောက်လုံးကဖတ်ထုတ်ထဲမှာဟင်းသီးဟင်းရွက်မျိုးစုံမြုပ်သီးဂေါ်ဘီတုံးနဲ့မုံလောင်ဥနီတွေကိုထည့်လိုက်ပါတယ်ပြီးတော့ပေါင်းတာရောကြော်တာရောဟင်းသီးဟင်းရွက်ဖတ်ထုတ်နှစ်မျိုးလုံးကိုလှုပ်လိုက်ပါတယ်အဲ့ဒီအနံ့ကတိန်လုံးမှပြန့်နှံ့သွားခဲ့ပါတယ်။ဖတ်ထုတ်ရဲ့အနံ့ကရင်းမွှေးတာပဲ ချွေးမကြီးမြင်မြင်လေးကူးပေးပါတော့ငါတို့အရင်စားကြင်လာပြီငါလည်းပတ်ဆက်ထဲမှာတရေတွေ ရှူလာပြီဟုတ်ကဲ့ပါရှူလာနေပါပြီအမေဟင်းသင်းရွက်ဖတ်ထုတ်ပူပူလေးကိုစားကြပါခဏနေတော့ညီကိုနှစ်ယောက်ကလည်းဟင်းသင်းရွက်တွေကိုရောင်းပြီးအင်ပြန်ရောက်လာခဲ့ပါတယ်ပြီးတော့အသိကြီးကနှစ်ယောက်လုံးကိုညစာစားဖို့အတွက်အတီးရွက်ဖတ်ထုတ်ပြီးတော့နှစ်ယောက်လုံးရဲ့မျက်နှာမှာပြုံရှင်မှုတွေပေါ်လာခဲ့ပါတယ်ကောင်းလိုက်တာဒီနေ့အိမ်မှာဖတ်ထုတ်ကိုလုပ်တယ်ပေါ့အကိုရေဖတ်ထုတ်ပဲမဟုတ်ဘူး ရောင်မအထူးဟင်းသင်းဟရွက်ဖတ်ထုတ်ကိုလှုပ်ထားတာမိကြည့်ပြီးတော့ဘလို့လဲဆိုတော့ပြောပြအောင်နော်စင်းရဲရောင်ခမိုင်ကလူတွေကဟင်းသင်းဟရွက်တွေနဲ့စက်တဲ့ဖတ်ထုတ်ကို စားလိုက်တာနဲ့သူတို့တွေကချီးကျူးလို့မဆုံးတော့ပါဘူးမကြီးရေမကြီးကတော်တော်ကောင်းတဲ့ဟင်းသင်းဟရွက်ဖတ်ထုတ်ကိုလှုပ်ထားတာပဲဒီကော်ပီဖတ်ထုတ်ကအရင်စားကောင်းနေပြီးတော့ဒီမုံလောင်ဦးနေဖတ်ထုတ်ကလည်းတော်တော်လေးစားကောင်းနေဒီနေ့တော့ဖတ်ထုတ်ပွဲကျင်းပနေတယ်လို့ဖြစ်သွားတယ် ဓမီသားစုလုံးကဟင်းသီးဟင်းရဖတ်ထုတ်ကိုရမ်းကြိုက်ကြတော့သူတို့ကထက်ခါထက်ခါတောင်းပြီးတော့စားကြပါတယ်အမေရေကျမစဉ်းစားနေတာကျမအိမ်အပြင်မှာပဲဟင်းသီးဟင်းရဖတ်ထုတ်ဆိုင်ဖွင့်လိုက်ရောအခုတော့လူတိုင်းကဖတ်ထုတ်စားရတာအရန်ကြိုက်တယ်ဖတ်ထုတ်ရောင်းတဲ့အလောက်ကဝင်ငွေလည်းအရန်ရတယ်ပြီးတော့အပူတန်ကြောင့်ကိုစီသူရဲ့ဟင်းသွေးပြီးတော့အပူတန်ကြောင့်ကိုစီသူရဲ့ဟင်းသီးဟင်းရတော်တော်များများလည်းအလကားဖြစ်သွားတယ်လေအဲ့ဒါတွေကိုသုံးပြုပြီးကျမတို့ကဖတ်ထုတ်လုပ်လို့ရတယ်လေ တင်ကြီးရဲ့အကြံကိုသူ့ရဲ့ဆင်းရဲတဲ့ရောက်ခမအင်းကလူတွေကလည်းထောက်ပံ့ပေးကြပါတယ်။ပြီးတော့အင်းအပြင်မှာပဲသူ့အတွက်ဟင်းသီးဟင်းရွက်ဖတ်ထုတ်ဆိုင်ကိုဖွင့်ပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။